မြန်မာစစ်တပ်က1948လွတ်လပ်ရေးရပြီးတဲ့အချိန်တည်းကအကြောင်းမျိုးစုံပြဒီရင်းစစ်ပေါ့နော်ဒီ1980ရုံးစင်နှွဲခဲ့ရဒီဒီရင်းစစ်1980တသန်းအတွင်းမှာ genocide လို့ခေါ်တဲ့လူနေထုံးတပ်ဖြတ်မှု war crime စစ်ရာဇဝမှု crime against humanity လို့ခေါ်တဲ့လူသားမျိုးတွေပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေကိုတောက်လျှောက်ကျူးလွန်ခဲ့တဲ့စစ်တပ်တစ်ခုဖြစ်တယ်ဆိုတာအားလုံးသိပြီးသားပါဒီစစ်တပ်ကဒီဒီ1980ကျော်ကာလအတွင်း မြန်မာလူမျိုးတွေအနေမကောက်ဘူးဒါတိုင်းရင်းသားလူမျိုးတွေတခြားလူမျိုးစုတွေဘာသာရေးလူနည်းစုတွေအပေါ်မှာပါဒီလိုဆိုးဝါးတဲ့လူခွင့်ရချုပ်ဖောက်မှုတွေရောလေအစဉ်တစိုက်ကျူးလွန်ခဲ့ပါတယ်ဒီညမှာကျွန်တော်တို့ကမြန်မာစစ်တပ်လိုပဲတုံ့နှံ့ရင်တော့လေတိမ်မမှန်ပါဘူးမြန်မာစစ်တပ်နဲ့အတူဒါအစဉ်အဆက်မြန်မာအစိုးရတွေကလေဒီဖြစ်စဉ်တွေမှာပါဝင်ခဲ့တာကျွန်တော်တို့တမိုင်းထောက်ထားတွေတပ်တွေကန်အထောက်ထားတွေလုံလုံလောက်ရှိတဲ့အခြေအနေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဒီမြန်မာစစ်တပ်ရဲ့ ဒီလူမျိုးစုတွေအပေါ်မှာအထူးသဖြင့်ဒီရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာလူမျိုးစုတွေအပေါ်မှာလူမျိုးရေးမုံတိမှုနော်ဒီကနေတဆင့်ကျွန်တော်တို့အမုံတရားတွေပေါက်ဖွာလာအောင်အဲနောက်တစ်ခါဒီနေနေရှင်းလင်းမှုတွေလုပ်ဖို့အတွက်သူ့ရဲ့ဒီမြန်မာစစ်တပ်ထဲမှာရှိတဲ့တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အကြက်တပ်သားတွေအရာရှိတွေကိုအဆင့်ဆင့်သူတို့ဝါရထက်နေအကြောင်းအရာတခုကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဆွေးနွေးမှာဘာကိုအခြေခံပြီးဆွေးနွေးမှာလဲဆိုတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ပြည်သူတွေຫນွေဥတော်လှန်ရေး เนาะကျွန်တော်တို့လက်နက်ကင်တော်လှန်ရေးတိုက်ပွဲတွေမှာဒီရန်သူပေါ့မြန်မာစစ်တပ်ကဒီနောက်တန်းစခန်းနေစစ်ဌာနချုပ်တွေကိုကျွန်တော်တိုက်ခိုက်ကြတဲ့အခါမှာတိမ့်ပိုက်မိတဲ့ဆော်ရဆာရနေရှိတယ်။အဲ့ထက်မှာဆိုရင်လေဒါမြန်မာစစ်တပ်ကလှုပ်ရှားဆောင်ရွက်ပုံတွေနောက်သူတို့ရဲ့ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးတပ်တေကန်ဖြစ်နိုင်တဲ့အထောက်အထားဆော်ရဆာရနေအများကြီးပါပါတယ်။ဒါအားလုံးကျွန်တော်ဒီတိမ့်စေးရမိလို့เนาะကျွန်တော်ဒီတော့ဒါတစင်တစင်ရောက်လာတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်က တိုက်ပွဲဝင်စီယုံရင်းနဲ့တက်တွင်းစီလုံးညီညွတ်ရေးဆွေးနွေးပွဲဆိုရဲမှတ်တမ်း document ပေါ့နော်ဒီမှတ်တမ်းဒီစာရွက်စာတမ်းကိုကျွန်တော်အခြေခံပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့မြန်မာစစ်တပ်ကသူကဒီတောက်လျှောက်ပေါ့နော်ဒီတီရင်းစစ်ကိုကျူးလွန်နေနေရမှာပဲဖြစ်ပါသေးနော်ကျွန်တော်ညိုရီပေါ်မှာတည်သူတွေနော်ဆန္ဒပြနေတဲ့ဟိုတည်သူတွေအပေါ်မှာရိုင်းနှိပ်တက်ဖြတ်တာနော်ဒါညိုရီလုပ်တဲ့အခါမှာပဲဖြစ်ပါသေးဒါဒီလိုရာဇဝမှုတွေကိုကျူးလွန်နိုင်မှုအတွက်သူ့ရဲ့စစ်သားတွေအောက်ခြေမှာရှိနေတဲ့ နော်အဆင့်ဆင့်သောအရာရှိတဲ့အကျက်သားအကျက်သက်သားတွေအပေါ်မှာဝါရထန့်ချီမှုတွေစီးရုံးမှုတွေလှုပ်ဆောင်တာကိုလေကျွန်တော်တွေ့ရပါတယ်အခုဒီကျွန်တော်ပေါ်ပြမယ်စာရွက်စာတမ်းမှာဆိုရင်တိုက်ပွဲဝင်စီးရုံးရေးဆိုတဲ့စကားလုံးလေးပေါ်ပါတယ်တိုက်ပွဲဝင်စီးရုံးရေးဆိုကျွန်တော်အတူကောက်လို့တိုက်စီးလို့ခေါ်ပါတယ်တိုက်စီးကဒီတိုက်ပွဲဝင်စီးရုံးရေးတင်တန်းကြောင်းတွေရှိတယ်ဗမာတတိလုံးမှာဆိုရင်တိုက်ပွဲဝင်စီးရုံးရေးတင်တန်းကြောင်းပေါင်း12ကြောင်းလောက်ထိရှိပြီးတော့ဒီမြမတက်မတော်လို့ခေါ်တဲ့ဒီမြမစစ်တက်ကဒီအဖွဲ့ဝင်တွေပေါ့နော်ဒါအရာရှိအခြေခံအကြက်တတအားလုံးเนี่ย ဒီ80ရာခိုင်နှုန်းလောက်ကဒီတိုက်စီးတင်နှန်းကြောင်းတွေကိုတက်ခဲ့ရတယ်လို့ကျွန်တော်လေ့လာမှုတွေအသိရှိရတယ်။ဒါပြင်ဒီတိုက်စီးတင်နှန်းတွေမှာဆရာတက်တင်တင်နှန်းတွေလည်းရှိသလိုသူကတက်တင်မှာရှိရတရင်တက်ဖွဲ့မှာရှိရနော်ဒီအရာရှိအကြက်တက်သားတွေကိုအလှည့်ကျစနစ်နဲ့သူကဒီဟာတွေတင်နှန်းကြောင်းတွေမှာတွားရောက်တက်စေတယ်။ဒါပြင်ကျွန်တော်တို့ဒီ1998နောက်ပိုင်းကနေစပြီးတော့တမရိုကာကွယ်ရေးဦးစီးချုပ်ယုံရဲ့စီယုံင်းကော်မတီကိုဖွဲ့စည်းတယ်။အဲအဆင့်ဆင့်ပေါ့နော်ကျွန်တော်မြန်မာတမရိုတခုတမရိုစီယုံင်းကော်မတီဆိုပြီးတမရိုတခုလုံးဆိုင်ရာအရာ နောက်နောက်ပြီးရင်ကျွန်တော်တို့စစ်ဌာနချုပ်တွေအလျောက်အလျောက်နော်ခြေညံတမဌာနချုပ်တွေအလျောက်နောက်ဆုံးကျွန်တော်တို့ဒီတက်ရင်တက်ဟိုတက်ရင်တက်ခွဲနော်တက်စိတ်အထိတက်စိတ်တက်စုအထိကျွန်တော်တို့ဒီတိုက်ပွဲဝင်စီယုံရင်နဲ့ပတ်သက်တာနောက်ပြီးတော့ဒီဝါတို့ရဲ့ ီ COIN ကော်မတီတွေကနေပြီးတော့အစဉ်အဆက်လှုပ်ဆောင်တာတွေကိုကျွန်တော်တွေ့ရတယ်အခုဒီစာရွက်စာတမ်းပေါ့နော်ဒီ document ကလည်းဒါတို့တက်တွင်းမှာဒါအရှိတောင်တိုင်းစစ်ဌာနချုပ်ကဘယ်တက်ဘယ်တက်ဖွဲ့ကိုလုတ်ခဲ့တာလားဒို့မဟုတ်အရှိတောင်တိုင်းစစ်ဌာနချုပ်တစ်ခုလုံးအနေနဲ့လုတ်တာလားတော့ကျွန်တော်တို့မသိရဘူးအခုဒီလက်ဝင်မှာရရှိထားတဲ့ဒီဟာကတော့အရှိတောင်တိုင်းစစ်ဌာနချုပ်အမှတ်တံဆိပ်ပါတယ်အဲတို့ရဲ့တိုက်ပွဲဝင် COIN နဲ့တက်တွင်းစီးလုံးညီညွတ်ရေးဆွေးနွေးပွဲဆိုတော့ဆွေးနွေးပွဲပေါ့နော်ဒီဆွေးနွေးပွဲကိုအခြေခံထားတဲ့စာရွက်စာတမ်းဖြစ်ပါတယ် ်ဒီညမှာလေးကျွန်တော်ထပ်ပြီးရှင်းလင်းချင်တာကတော့ဒီဆော့ဝဲစာရန်ဒီဒီစစ်တပ်တစ်ခုလုံးရဲ့เนาะဒီအချက်တော်တိုင်းစစ်တပ်နာချုပ်ကလောက်ခံတက်တွေကိုဒါတို့ကချမှတ်ပြီးဆွေးနွေးတာလားဒီလိုဆွေးအောက်ခြေကနေတဆင်းဆင်း ဆွေးနွေးပြီးတော့ရလာရရလက်လားဆိုတာတော့ကျွန်တော်ကိုယ်ကိုယ်တည်းတည်းမသိအောင်ဒါပေမဲ့ခင်ဗျားတို့မြန်မာစစ်တပ်နဲ့ပတ်သက်ပြီးအများကြီးသိကြပါတယ်အောက်ခြေတပ်သားရဲဘော်တွေရဲ့စကားတန်တွေဒီသူတို့ဒီအထက်အရာရှိတွေဒီဘယ်လောက်နဲ့ရောက်နိုင်မှာမလို့တော့ဒါအရာရှိတွေအထက်ကနော်ဒီအစင်းစင်းသောအာဏာကိုချုပ်ကင်ထားတဲ့စစ်တပ်ကိုချုပ်ကင်ထားတဲ့အရာရှိတွေကနေတစင်းစင်းလာတဲ့ ideology ဖြစ်ပြီးဒါဒီအောက်ခြေအကျက်တပ်သားတွေအပေါ်မှာဒါဆွေးနွေးတဲ့စီယုံရင်းတင်ကန်းစာတစ်ခုလို့ကျွန်တော်ကတော့ပို့ပြီးသုံးသပ်ချင်ပါတယ် အဲ့တော့ဒီတိုက်ပွဲဝင် CEO နဲ့တတင်းစီလုံးနေမျိုးရေးဆွေးနွေးပွဲဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကျွန်တော်တို့ဒီမြန်မာစစ်တပ်ရဲ့ Ranger လူမျိုးစုတွေအပေါ်မှာ အမုန်းတရားတွေနော်မုန်းတီးမှုတွေပေါ်ပေါက်လာဖို့တတ်ထက်မှုတွေအထိထစ်လာဖို့ဘယ်လိုရည်ရွယ်ထားလဲဆိုတာလေးကိုကျွန်တော်ဆက်ပြီးဆွေးနွေးပေးသွားမှာပါအဲ့တော့ဗမာပြည်မှာဒီ Ranger လူမျိုးစုတွေဒီ colonic ခေတ်မတိုင်ခင်ဗြိတိခေတ်ကာလတွေကဒီရခိုင်ဒေသမှာ အခြေချနေထိုင်ခဲ့ကြတယ်။တမိုင်းထောက်ထားတွေကျွန်တော်တို့လွတ်လပ်ရေးနောက်ပိုင်းလွတ်လပ်ရေးရပြီးနောက်ပိုင်းအခြေအနေတွေအားလုံးဒီလေဒါဒီ internet မှာ online မှာကျွန်တော်တို့အလွယ်တကူရှာလို့ရတဲ့တက်တဲ့အထောက်ထားတွေဒီအချိန်မှာတော့ပေါ်ပေါက်နေပြီဖြစ်ပါတယ်။အဲဒါပေမဲ့ဒီ Rohingya ဆိုတဲ့ဝေါ်ဟာရာကိုအသုံးပြုခွင့်မရှိအောင်ဒီကိုကိုကိုဘသူဘွားလို့ဖော်ပြတဲ့ identity ပိုင်းမှာ Rohingya ဆိုတဲ့လူမျိုးထစ်တီမှုကိုဒါနှစ်ပေါင်းဒါရာစုနှစ်တစ်ဝက်ပေါ့ဗျာနှစ်ပေါင်း90လောက်တင်းသက်ထားတဲ့အစိုးရကတော့ ဒီမြန်မာစစ်တပ်နဲ့အစိုးရအဆက်ဆက်ကတော့ဒီနေရာမှာရိုဟင်ဂျာတွေကိုသူကဘင်္ဂါလီလို့ပဲရည်ညွှန်းပြီးတုံးဆွဲထားပါတယ်။နော်ဒါကတော့လေကျွန်တော်တို့အစိုးရထုတ်ဒီစစ်တပ်ထုတ်အစိုးရထုတ်စာတောင်စာရွက်စာရဲနေစောင်းမားတွေသတင်းတွေမကောက်ဘူးဒါလွန်ခဲ့တဲ့9နှစ်အရှိမှဆိုရင်တော့ကျွန်တော်တို့ဒါသတင်းမီဒီယာဌာနတွေတကယ်မီဒီယာကြီးတွေကအစဒါဘင်္ဂါလီလို့ပဲတုံးဆွဲခဲ့ကြတာကိုလေခင်ဗျားတို့တွေ့ရမှာပါ။ဒါဒီရိုဟင်ဂျာလူမျိုးစုကိုအဲတောက်ကွေတက်သုံးသွားစေဖို့အတွက်လူမျိုးစုရဲ့နာမည်ကို ဒါပုံဖြတ်ပြီးတော့ဒီလူတွေအပေါ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တရားမဝင်ခိုးဝင်ပြီးရောက်ရှိလာတဲ့ဘင်္ဂါလီဆိုတဲ့လူမျိုးစုအဖြစ်ပုံသွင်းတဲ့မြန်မာစစ်တပ်နဲ့အစိုးရဆက်ဆက်ကဲလှုပ်ထုံးလုပ်နေပဲဖြစ်ပါတယ်။အခုဒီမှတ်တမ်းမှာဆိုရင်လေကျွန်တော်တို့ဒီ Ranger လူတည်သူတွေကို Ranger လူမျိုးစုတွေကိုဒါဘင်္ဂါလီတွေအဖြစ်တတ်မှတ်ထားပြီးတော့ဒီခိုးဝင်ဘင်္ဂါလီတွေသူတို့တုံးဆွဲမှုအရာပေါ့နော်ဒီလူတွေကိုဘလို့အဲ ဟိုဟာဗောနော်ဒီလူတွေဒီဘင်္ဂါလီတွေဒီဒါရခိုင်ပြည်နဲ့ဗမာပြည်အတွက်ဗောနော်ဒီသူတို့အသုံးဆိုနေမှာနိုင်ငံဗောဒီအတွက်ဟိုဘလောက်ထိ NGO ကြီးနေလေဆိုတာကိုဝါရဖြန့်ချီထားတယ်ဇာတ်ဆာရန်တခုဖြစ်ပါတယ်အဲဒီမှာဆိုရင် तू อ่ะဒီစာတင်တာ20လောက်ပါတယ်ဒီ document မှာကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုတော့ तू ညီတန်းကိုတွေ့ရပါတယ်ကျွန်တော်ရှေ့ကခေါင်းစဉ်အပြင်ပေါ့နော်ခေါင်းစဉ်ဒီ cover ပြီးရဲ့နောက်မှာဆိုရင်တော့ဒါကောက်စာပေါ့ဒီကောက်စာဒီလေးညီမစစ်တက်ကဲ အဲရန်လိုမှုနော်တက်ပြက်လိုမှုအနေအထားတွေကိုပေါ်လွင်နေတဲ့ကောက်စာလေးကိုလည်းကျွန်တော်တွေ့ရပါတယ်အဲ့ဒါတော့နိုင်ငံတော်အတွက်တရားကိုလေးတွေးအားကိုလေးမေးအားကိုလေးမွေးဓာတ်ကိုလေးတွေးဆိုတဲ့စာသားပဲဖြစ်ပါတယ်ဒီစာသားရဲ့နောက်ပိုင်းမှာဆိုရင်တော့သူကဒီစာဆောင်ဒီမှတ်တမ်းရဲ့ကျွန်တော်ဒီ document ရဲ့ဏ္ဍန်းကိုတွေ့ရတယ်ဒီမှာဆိုရင်လည်းတမိုင်းကြောင်းလူမျိုးဘာသာတရားတို့ကတွန်တွဲလျက်ရှိတယ်ဗောတဲ့နိုင်ငံတိုင်းနိုင်ငံမှာအဲ့တော့ဒီတမိုင်းလူမျိုးဘာသာတရားတို့မတိမ်ကုန်းမပြောက်သွားအောင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့က နိုင်ငံသားတိုင်းတာဝန်ဖြစ်တယ်အဲဒါကြောင့်ဒီဟာကိုမမိတ်မတုံဟိုကာကွယ်ဖို့နော်အမျိုးသားရေးတာဝန်ဆိုတော့ဟိုနိုင်ငံသားတိုင်းသိရှိထားလိထားမယ်အရေးတာဝန်တရက်ဖြစ်တယ်ဆိုတော့သဘောတူညီတန်းဖော်ပြထားတယ်ဒီနေရာမှာတော့အင်တန်ရိုးရှင်းနေပြဒါနိုင်ငံတနိုင်ငံမှာတမိုင်းကြောင်းဆိုတာကတော့တို့ပြောကျင်တာကတော့မြန်မာလူမျိုးတွေတမိုင်းကြောင်းကိုပြောပါတယ်။အဲလူမျိုးဆိုတာလေမြန်မာလူမျိုးကိုပဲဦးတည်ရလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။ဘာသာတရားဆိုတာကတော့ဗုဒ္ဓဘာသာကိုပဲဒါမြန်မာစစ်တပ်ကဦးတည်ကြီးညွှန်းထားတယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်။အဲ့တော့ရည်ရွယ်ချက်ပေါ့ ီ document မှာသူရည်ရွယ်ချက်အနေနဲ့ပါလဲဆိုတီတောင်စုစိတ်တဲ့အကြောင်းနဲ့ပြောတယ်။အနယောကုဇာတိကုံရှင်သန်ထက်ရဲ့အကြောင်းနဲ့ပြောတယ်။မိမိနိုင်ငံရဲ့လူမျိုးတမိုင်းကြောင်းနဲ့ဘာသာတရားကိုအစင်မပြောက်ပြောက်အောင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်တဲ့။မိမိယဉ်ကျေးမှုမိမိတို့နေနေပိုင်တဲ့အချုပ်ကြအာဏာထိန်းသိမ်းစောင့်ရှောက်ပြီးပြင်ပနေချက်များကိုအနယောသားရဲ့စိတ်ဓာတ်ဖြင့်နိုင်ငံသားတိုင်းမမိတ်မတုံကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုပြီးတော့နားလေသေးဖို့ဆိုရည်ရွယ်ချက်နဲ့တို့ဒီဒီ document ကိုထုတ်ထုတ်တာဆိုတော့ကျွန်တော်တို့ သူ့ရည်ရွယ်ချက်အရသိရပါတယ်ဒီညမှာလေးကျွန်တော်ပြောမယ်ဆိုရင်ဘာသာတရားဆိုရင်ညမှာလေးဗုဒ္ဓဘာသာကိုပဲကျွန်တော်ဥတီပြီးပြောဆိုခြင်းဖြစ်တယ်နောက်ပြီးတော့ဒီနိုင်ငံသားတိုင်းဆိုတာထက်သူ့ရဲ့အနေကတော့သူဒါညမှာစစ်သားတွေအရာရှိကျော်အကြက်တက်သားတွေအားလုံးအပေါ်မှာဒါဝါရထက်ချီတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်အဲ့တော့သူကစပြီဆိုရေးကတမိုင်းကြောင်းကြောင်းအင်မတန်ပြောပါတယ်အော်တမိုင်းမှာဆိုရင်လေစောစောကလိုပဲအကြောင်းထက်တယ်လူမျိုးတွေဘာသာတရားတွေเนาะဒါတွေကိုပဲဆက်ခါဆက်ခါပြောပြီးတော့ ဒီဗမာပြည်ရဲ့ကိုလိုနီဖြစ်မှုအကြောင်းနဲ့ပတ်သက်ပြီးတော့တမိုင်းအချက်လက်အမှားတွေကိုစတင်ဖို့စူးစမ်းပါတယ်သူရဲ့သူတို့ရဲ့စာဆောင်နေထဲမှာပေါ့နော်အဲ့တော့မြန်မာနိုင်ငံအနောက်ဘက်ဒေသရခိုင်ပြည်ပထမနှစ်ယောက်နေချက်မှာဗြိတိရှလူမျိုးနဲ့ဖြစ်တည်ဆိုအဲ့တော့ဒီမာဟိုကဒီလူမျိုးနဲ့နော်တိုင်းပြည်နဲ့ state နဲ့ကိုသူတို့ဒီကွဲကွဲတပြားမရှိဘဲနဲ့ရောချရဲလို့ကျွန်တော်ပြောလို့ရတယ်။ဘာလဲဆိုတော့အဓိကကတော့ဗမာပြည်နဲ့ဒါထစ်ခဲတဲ့စစ်ပွဲတွေမှာပထမပိုင်းကတော့ဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီနဲ့ထစ်ခဲ့ပြီးတော့နောက် ဗြိတိရှ Empire နဲ့ဖြစ်ခဲ့တာပါဗြိတိရှလူမျိုးတွေနဲ့မဟုတ်ပါဘူးအဲဗြိတိရှလူမျိုးဆိုတဲ့အသုံးအနှုန်းကလေကျွန်တော်တို့ဒါရောပြီးတော့သူတို့ဒါသတ်မှတ်ခေါ်ဆိုတဲ့ဝေါ်ဟာရလို့ကျွန်တော်တို့သုံးသပ်နိုင်တယ်အဲ့တော့သူကထပ်ပြောတယ်ပထမစစ်ပွဲပြီးဆုံးရှုံးသွားတဲ့နေနေများဆိုပြီးတော့နေပုံလေးတစ်ခုလည်းပြောတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအာတမနိဘူရကချာနယ်လို့ခေါ်ကြတဲ့နေရာဒေသတွေကျွန်တော်တို့ရခိုင်ပြည်နောက်တနင်္သာရီဒေသတွေပေါ့နော်ပထမပိုင်းစစ်ပွဲပြီးမှဒါဗြိတိရှတွေကတိမ်ပိုက်လိုက်တယ်ဆိုပြီးတော့ ဆိုပါတယ်ဒါဒီလေမှန်ပါတယ်ဒီအထိကတော့မှန်တယ်ဒါပေမဲ့သူကဘာဆက်ပြောလဲဆိုတော့ယင်းဗြိတိရှနေချင်းများကကျွန်တော်တို့နိုင်ငံက၃ချိန်၃ခါနဲ့စစ်ပြုပြီးတင်ပတ်ခဲ့ကြတယ်တဲ့အနောက်ဘက်ဒေသကိုအခြေခံပြီးနေနေအဖြစ်ဥစွာတိဆောက်ပြီးမှမြန်မာတိုင်းနိုင်ငံလုံးကိုတင်ပတ်ခဲ့သည့်တမိုင်းဝင်တင်ကန်းသားကိုအစဉ်အမြဲသတိရသင့်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကတမိုင်းချောင်းရသုံးသက်ရမယ့်နေရာမှာဒီဗြိတိရှတွေကဒီပေါ့နော်ပထမအင်္ဂလိပ်ညမှာကျူးကျော်စစ် 1824-1826မှာဒီ26စစ်ပွဲပြီးဆုံးတဲ့အချိန်မှာရခိုင်တို့တနင်္လာရီတို့မနီပူရာတို့တိမ့်ပိုက်လိုက်နိုင်တယ်အဲ့တော့ဒီရခိုင်နဲ့တနင်္လာရီမှာအုပ်ချုပ်ရေးလုပ်ငန်းတွေထူထောင်ခဲ့တာရှိတယ်ဒါပေမဲ့ကြံတဲ့စစ်ပွဲတွေ52 55စစ်ပွဲတွေဒီဒါမြန်မာပြည်ထရေးအင်ပါယာပေါ့ဒီကကုန်းမောင်ကုန်းမောင်မင်းဆက်နဲ့ဆက်ပြီးဖြစ်ခဲ့တာပဲဖြစ်ပါတယ် เนาะဒါကိုလေးကျွန်တော်တမိုင်းကြောင်းညာရှင်းရှင်းလင်းလင်းပြောဖို့လိုပါတယ်။ तू ကဘာကြောင့်ဒီအနောက်ဘက်ဒေသကိုဥတီပြီးပြောလဲဆိုတဲ့အခါမှာ तू ကထပ်ပြီးတော့အနောက်ဘက်ဒေသရဲ့ဒုတိယနှစ်ယောက်နေချင်းမှုဆိုပြီးတော့ဒီရိုဟင်ဂျာလူမျိုးတွေကိုသူတို့ရဲ့ဆွဆွဲမှုပေါ့နော်။အာဒီလူတွေကဘင်္ဂါလီဖြစ်တယ်ဒါအခုလှုပ်ဆောင်နေတဲ့အချက်ဒီအနောက်ဘက်ဒေသကနေဘင်္ဂါလီလူမျိုးတွေနေချင်းမှုကို तू ကကော်လိုနီခေတ်နေချင်းမှုနဲ့ပေါင်းပြီးတော့လူတွေကိုတမိုင်းကြောင်းညာဝေဝါးသွားစေဖို့မျက်စိလေသွားစေဖို့ရွေချက်ရှိရှိဒီမှာတုံးဆွဲထားတော့တွေ့ရတယ် အဲ့တော့ तू သူ့ရဲ့နောက်ထပ်တနည်းနာမှာဆိုအနောက်ဘက်ဒေသကြီးဒုတိယနှောက်နေချင်းမူတဲ့အခုဆိုရင်အနောက်ဘက်ဒေသရခိုင်တီနယ်ရဒုတိယနှောက်နေချင်းညမှာတဖက်နိုင်ငံမှာလူဦးရေလင်းလင်းသောပေါက်ဖွားမှုကြောင့်ကျွန်တော်တို့နိုင်ငံအတွင်းခုံးဝင်နေကြသောဘင်္ဂါလီများဖြစ်ပြီးဒါဒီ scenario ဒီဒီစကားအသွာလာတော့ဒီခင်ဗျားတို့ကျွန်တော်တို့ဒါဖန်တရားတရားအောင်ကြားပြီးသားကိစ္စပဲဖြစ်ပါတယ်အဲ့တော့အခုဒုတိယနှောက်နေချင်းဘင်္ဂါလီများကအနောက်ဘက်ဒေသရခိုင်တီကိုစည်ရင်းနှစ်ထင်မသိမ့်ပဲလူဦးရေထင်တိမ့်ပိုက်လာကြသည်ဆိုတော့เนาะဒါ ရိန်ဂျာလူမျိုးတွေအပေါ်မှာတစ်ချိန်လုံးဒါမြန်မာစစ်တပ်နဲ့အစိုးရအဆက်ဆက်ရည်ညွှန်းတိုက်ခိုက်ခဲ့တဲ့နော်အစိုးရအရာရှိတွေလွှတ်တော်အမတ်တွေအပါအဝင်ကျွန်တော်နိုင်ငံရေးပါတီတွေတကြွလှုပ်ရှားသူတွေအရင်တော့ပါဗောဗျာအဲဒီလိုလူတွေကအစတုံးဆွဲခဲ့တဲ့ဟုတ်ရတာတခုပေါ့နော်ဒါလူကြီးပေါက်ဖွားနေတဲ့ဘင်္ဂလားဒေ့ရှ်ကလူတွေကပမာတီတွေကိုဒါနေလာချဲ့တယ်ဆိုတဲ့ဟာပေါ့ အဲ့မှာဆိုရင်တော့ reference အနေနဲ့ဓာတ်ပုံနှစ်ပုံသုံးထားတယ်။ဓာတ်ပုံတော့မြန်မာနိုင်ငံအတွင်းဘင်္ဂလီများဝင်ရောက်နေမှုဆိုပြီးတော့ဒါဆက်လေပုံမှာလူတွေအများအများတင်ထားတဲ့ပုံတစ်ခုအသုံးထားပါတယ်။အဲဒီပထမပုံပေါ့နော်ဒီပုံမှာဆိုရင်တော့အာဒါဒီဟုတ်ပါတယ်ဒါ Rohingya တွေကအကြောင်းအညွန်းတွေအကြောင်းဒုက္ခသည်စခန်းတွေရခိုင်ပြည်ကနေထွက်ပြီးတော့သူတို့လွတ်မြောက်ဖို့အတွက်ဒါ Boat People ပေါ့နော်ကျွန်တော်တို့ကဘာမှတိကြပါတယ်။ဒီသမုဒ္ဒရာတွေပင်လေတွေကိုထက်ပြီးတော့ဒါနိုင်ငံတကာနိုင်ငံသားကိုထွက်ပြေးကြတဲ့ပုံတွေဖြစ်ပါတယ်။ဗမာပြည်တွေကိုခိုးဝင်လာတဲ့ပုံတွေမဟုတ်ပါဘူးခင်ဗျ။ ဒါတွေကိုလည်းတုံမီဝါရထန့်ချီတာကိုလည်းတွေ့ရပါတယ်နောက်ပြီးတော့နိုင်ငံအတွင်းသို့ဝင်ရောက်လာသည့်ဘင်္ဂါလီများအနောက်နိုင်ငံများမှထောက်မှန်ပေးနေမှုဆိုပြီးတော့ကာဒသီရဲ့ရှေ့မျက်နှာသာပုံကိုရိုက်ထားတယ်။ဒါပေမဲ့အဲ့ကားမှာတက်ထားတဲ့အလံကတော့အနောက်နိုင်ငံလို့ကျွန်တော်တို့သိကြတယ်။ဥရောပရောအမေရိကန်တို့ဒီလိုနိုင်ငံတွေမဟုတ်ဘဲနဲ့အင်ဒိုနီးရှားနိုင်ငံကနေထောက်ပံ့တဲ့လူသားရင်းမြစ်ပေါ့နော်။လူသားလူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေ humanitarian aid ကပုံတစ်ခုကိုတုံးဆွဲပြီးတော့နိုင်ငံအတွင်းတို့ ဝင်ရောက်လာသည့်ဘင်္ဂါလီများအနောက်ဘက်နိုင်ငံတွေမှာထောက်ပံ့နေမှုဆိုပြီးတုံ့ဆွဲတော့ကျွန်တော်တွေ့ရတယ်ဒါဘာသဘောလဲဆိုတော့သူကဒါတို့ဟိုတည်င်းတူတည်င်းမှားတွေနဲ့တစ်ချိန်လုံးဒါလူမျိုးရေးမုန်းတိမှုကိုတိဆောက်လို့တဲ့မြန်မာစစ်တပ်ကလုံနေကြပုံစံတစ်ခွက်ပဲဖြစ်ပါတယ်အဲ့တော့ဒီရိုဟင်ဂျာတွေသူတို့အခေါ်ဒီဘင်္ဂါလီတွေက ဒီနေချဲ့တယ်ပေါ့နော်တို့အပြောပေါ့ဒီပိုင်းအင်အားစုအများကြီးမဟာဒီဟာစီမံချက်ဆိုတဲ့စီမံချက်တစ်ခုကိုလည်းတို့ဖော်ပြထားတယ်အဲ့မှာဆိုရင်နေချဲ့ဘင်္ဂါလီများသည့်ရခိုင်တိုင်းရင်းသားများပေါ့လူဦးရေသားမကစီးပွားရေးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့လူဦးရေအများဆုံးတိုင်းရင်းသားလူမျိုးဖြစ်လာဖို့ရက်တိခွင့်မရတိုင်းရင်းသားမဖြစ်ဘူးဆိုရင်လည်းဒါနိုင်ငံတိုင်းနိုင်ငံလူမျိုးတစ်မျိုးထူထောင်မယ်အဲဒီလိုထူထောင်နိုင်ဖို့အတွက်မဟာဒီဟာရည်မှန်းချက်တွေရေတို့ရေရှည်ဒီဟာတွေနဲ့လှုပ်ဆောင်နေတယ်လို့ဒါမြန်မာစစ်တပ်ကနေဆွဆွဲထားတယ်ဒီဆွဆွဲချက်ကိုလည်းသူ့ရဲ့ ဒီအောက်ခြေအချက်တက်သားတွေရောက်ဖို့အတွက်ဒီမှတ်တမ်းတွေမှာဖော်ပြထားတော့တွေ့ရတယ်အဲ့တော့တိပအင်အားစုများရဲ့ရေတိုနီးဒီယိုဟာဆိုပြီးသူပြောတဲ့အခါမှာပြိပခတွေတက်တနာရက်တွေပေါ်လာပြီဆိုရင်၎င်းတို့လိုချင်နေပေါ့နော်ဒီရိန်ဂျာတွေလိုချင်နေသူတို့ခုတ်ဘင်္ဂါလီတွေလိုချင်နေနော်အခြေအနေကိုရယူဖို့နိုင်ငံတကာအတိုင်းအဝိုင်းကူညီထောက်ပံ့မှုတွေနဲ့ နော်ပူပေါင်းပြီးဆောင်ရွက်ဖို့အတွက်နမေကျော်ပုံကိုယ်တွေကိုတုံးဆွဲတယ်နော်နောက်ပြီးစုပူအကျန်းဖက်နီးတွေကိုတုံးပြုတယ်လို့သူဖော်ပြပါတယ်ဒီနေရာမှာဆိုရင်လည်းဓာတ်ပုံတွေကိုပုံတုံးတဲ့အခါမှာဒါ Professor Yan Healy ပေါ့နော် Professor Yan Healy ရဲ့ပုံတွေကိုလေတုံးဆွဲပြီးတော့သူတို့ဖော်ပြထားတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒီအဒါရေတို့နီးတွေဟာရေတို့နီးတွေဟာကိုဆောင်ရွက်ဖို့အတွက်သူကဒီရခိုင်လူမျိုးနဲ့ဒီ Rohingya ြီးလူမျိုးတွေကြားထဲမှာ Ranger လူလူမျိုးတွေကြားထဲမှာအမုံတရားပေါက်ဖွားဖို့အတွက်လေသူတို့တွေဒီမှာရေးသားထားတဲ့အချက်တွေကိုတွေ့ရတယ်။အဲ့ဒါကဘာလဲဆိုတော့မီးလောင်ပျက်စီးသွားသောဘင်္ဂါလီဂျေးရွာနယ်ကိုစုစည်းပြီးအချက်ချာကြသောနေရာများတွင်ဘင်္ဂါလီမျိုးပြအိမ်ရန်များကိုတိစောက်ပေးနိုင်မှုနိုင်ငံတကာအထောက်အပံ့ကူညီပုံမရရှိနိုင်မှုမြန်မာတပ်မတော်ရဲ့ဂုံတိုက်ခါကိုနိုင်ငံတကာမှာကြဆင်းသွားစေဖို့ဒုက္ခသည်စခန်းကြီးများတိစောက်ဖို့ဆိုပြီးတော့ဒီနီတီဟွာရဲ့ရွေချက်၄ခုရှိတယ်လို့မြန်မာစစ်တပ်ကဆိုပါတယ်။အဲဒါပေမဲ့ဟိုတကယ်တမ်း ဒီလိုအခြေအနေတွေဒီထင်နိုင်ခြေရှိမရှိเนาะကျွန်တော်တို့ဟိုဘယ်လိုပြောမလဲနီးဒီဝါအနေနဲ့တုံးလို့ရမရဆိုတဲ့ကိစ္စကိုကတော့ဒါဗမာပြည်နိုင်ငံရေးသမိုင်းကိုအဲကျွန်တော်ညချင်မပြတ်တဲ့ပုံကိုတွေအားလုံးသိပြီးသားဖြစ်မှာပါ။ဘာကြောင့်လဲဆိုတော့ဒီရိုဟင်ဂျာပြည်သူတွေကို1992ခုနှစ်94ခုနှစ်နောက်ပိုင်းကနေစပြီးတော့ဒီရွာတွေမှာဒီအမိုးဖွင့်အကျဉ်းထောင်တွေလို့ဟိုဖန်သီးချုံအောင်ပြီးသူတို့ရဲ့နေထိုင်ရက်တည်မှုအတွက်ပါအဲခက်ခဲတဲ့အခြေအနေတွေကိုဖန်တီးထားတာအားလုံးဒီပဲဖြစ်ပါတယ်။အဲ့ပါမှဒီ ဘင်္ဂါလီတွေပေါ့သူတို့အဆိုနော်ဒီရခိုင်လူမျိုးတွေကိုတိမ်ကိုပတ်တောက်သွားအောင်လုပ်နေတယ်နော်အဲ့တော့ဒီရခိုင်နဲ့ရိုဟင်ဂျာကြားမှာအမုံတရားပို့ပြီးကြီးမွားဖို့အတွက်ဘာတွေထပ်ပြောလဲဆိုရခိုင်တိုင်းရင်းသားနဲ့အစမတန်လူဦးရေများတရားစီဖို့ရခိုင်တိုင်းရင်းသားယောက်ျားဆိုရင်တက်ပြီးရောရခိုင်တိုင်းရင်းသားအမျိုးသမီးဆိုရင်မရင်းကျင့်နေဆိုပြီးရောဆွဆွဲဖော်ပြချက်တွေကိုလည်းတွေ့ရတယ်နော်အဲ့လိုလှုပ်ဆောင်နေတဲ့အတွက်ရခိုင်တိုင်းရင်းသားတွေကသူကကြေးရွာတွေကိုစွန့်ပြီးထွက်ပြေးသွားရင်ဒီညမှာရိုဟင်ဂျာတွေကဝင်ရောက်နေထိုင်နေဆိုတဲ့သဘောဟိုဝါရထက်ချီမှုတွေကိုကျွန်တော်တွေ့ရပါတယ် ဲ့တော့ဒီနေရာမှာဆိုရင်လေ तू ကဒီတောက်လျှောက် तू ဆက်ပြောတဲ့နောက်ပိုင်းစာမျက်နှာတွေမှာဆိုရင်လေဒါဘင်္ဂါလီတွေကခိုးဝင်လာတယ်เนาะဒီခိုးဝင်ဘင်္ဂါလီတွေဖြစ်တယ်ဆိုတော့အာဒီ narrative ကိုပဲအစားပေးဦးစားပေးဖော်ပြသလိုအဲ Rohingya ဆိုတာလူမျိုးလိမ်ပြီးတီထွင်လာတဲ့နာမည်ဆိုတာမျိုးလေဖော်ပြနေတော့ကျွန်တော်တွေ့ရပါတယ်နောက်ပြီးတော့ဒီတိုင်းရင်းသား135မျိုးတွေမှာဒါဗမာဒီမှာတိုင်းရင်းသား135မျိုးပဲရှိရပါတော့เนาะဒီမရှိတဲ့ Rohingya နာမည်ကိုပြုတ်ပြီးတော့ဒါကဘာကျော်လိမ်လည်မှုကြီးရော လုံဆောင်ခဲ့တယ်ဆိုရင်စွတ်သက်ချက်မျိုးတွေရောလေဒီ document မှာတွေ့ရပါတယ်အဲ့တော့ဒီဆုံးမကျွန်တော်ပြောခဲ့တာရေဒိုနီးဒီခွာဆိုပြီးတော့မြန်မာစစ်တပ်ဘက်ကနေဒါရိုဟင်ဂျာတွေကိုဆွတ်ဆွဲထားတဲ့အမြင်ဖြစ်ပါတယ်เนาะအခုနောက်တစ်ခုကရေရှည်နီးဒီခွာပေါ့ရေရှည်နီးဒီခွာမှာဆိုရင်လေသူကဒီလူမျိုးရေးမုံတိမှုအပြင်ကိုကျွန်တော်တို့ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကင်လို့မရအောင်เนาะနောက်တစ်ခါကျတော့ကျွန်တော်တို့အဲ လူမှုသဟဇာတာထင်မှုလုပ်ငန်းတွေပေါ်ပေါက်လို့လှုပ်ဆောင်လို့မရအောင်သူကဒီလှုပ်ဆောင်မှုအားလုံးဒီဒါရိုဟင်ဂျာတွေအတွက်เนาะဒါဘင်္ဂါလီတွေအတွက်ဖြစ်တယ်ဆိုပြီးတော့သူကဒါအစိတ်တိုက်တာပေါ့နော်ဝါရာမိုင်းတိုက်တာကိုကျွန်တော်တို့တွေ့ရတယ်အော်ဟိုဒီမှာပေါ့ရခိုင်ဒီမှာခွဲခြားဆက်ဆံနေရတာရခိုင်တိုင်းသားတွေဖြစ်ပြီးတော့ဒါကြံနေဒါနိုင်ငံတကာတွေထောက်ပံ့နေသူတွေကတော့ဒါဘင်္ဂါလီတွေเนาะဒီရိုဟင်ဂျာလူမျိုးတွေကိုပဲထောက်ပံ့နေတယ်ဆိုတဲ့သဘောမျိုးကိုလေသူတို့သုံးသက်တာကိုတွေ့ရပါ အဲ့တော့ဒီနေရာမှာမောင်းတို့ဒေတာကိုဥပမာထားပြီးတော့တို့ ရေးထားတဲ့အချက်တွေဒီစာတောင်မှာကျွန်တော်တို့တွေ့ရတယ်။အဲ့မှာသူကမောင်းတို့ဒေတာဖွံ့ဖြိုးရေးစီမံချက်ပေါ့နော်။ဒီစီမံချက်ကိုလည်းဒါကျွန်တော်တမိုင်းချက်လက်ရတော့ဒါဒီစီမံချက်ဒီဒါ2020မတိုင်ခင်ကာလအတွင်းမှာနော်ဒါ NLD အစိုးရလက်ထက်ကစီမံချက်တစ်ခုဖြစ်လိမ့်မယ်။ဒီစီမံချက်ကိုလည်းညီမစစ်တပ်ကဘယ်လိုမြင်လဲဆိုတော့ဒီဒေတာဖွံ့ဖြိုးရေးစီမံချက်ကဒီနေချက်ဘင်္ဂါလီဖွံ့ဖြိုးရေးစီမံချက်ပဲဖြစ်တယ်တဲ့။ ဲ့တော့ဒီဘင်္ဂလီတွေအတွက်အကျိုးတရား၄ခုရနိုင်မယ်ဒီစီမံချက်တွေလှုပ်ဆောင်ရင်အဲ့ဒါတော့အလုံးကန်ခွင်လန်းပေါ်ပေါက်မယ်နော်စီးပွားရေးအင်အားစုကြီးမှာဘင်္ဂလီတွေရက်တည်နိုင်မယ်လူဦးရေပါဝင်မှုတာလွန်တဲ့အတွက်နော်ဒီရခိုင်တိုင်းသားတွေပုံမှာလွှမ်းမိုးနိုင်မယ်အဲနောက်တစ်ခါကျတော့ဒီကိုစားပြုမှုအထီကိုပါဒီဘင်္ဂလီတွေပေါ့တို့တို့ဒီနေရာမှာကျွန်တော်ဒီစကလုံးဖလှယ်ပြီးပြောရတဲ့အတွက်အဲ ကျွန်တော်ကတော့ဒါရိုဟင်ဂျာဆိုတာကိုတင်းတင်းပေါ်ပေါ်ယုံကြည်လက်ခံနေတမိုင်းကြောင်အချက်လက်ကိုကျွန်တော်ဟိုမနုဿပြည်တာလေ့လာမှုတွေအရာဒါစစ်တက်ကတော့တောက်လျှောက်စစ်တက်နဲ့အစိုးရအဆက်ဆက်ပေါ့နော်တောက်လျှောက်ဘင်္ဂါလီဆိုရဲဝါတော်ပဲသုံးဆွဲပါတယ်အဲ့တော့ဒီမှာမောင်တို့ဒေတာတစ်ခုလုံးရဲ့ဖွံ့ဖြိုးရေးစီမံချက်လုပ်ပြီဆိုရင်တော့တို့ရဲ့အမြင်အရရိုဟင်ဂျာနဲ့ဒီရခိုင်ကြားထဲမှာ ကွဲဝိဝါဒကွဲပြားမှုတွေဖြစ်ပြီးတော့ဟိုဒီဟာတွေတိဆောက်လို့မရအောင်အထက်သဘောဆန်တဲ့အနေနဲ့နော်ဟိုလှုံ့ဆော်ဝါဒထက်နာတာကိုတွေ့ရတယ်နောက်တစ်ခုကကြတော့အသမေးဝမ်းကြောင်း စီမံချက်တဲ့အတမန်ဝန်ကြောင့်စီရင်ချက်ကိုလုပ်ရင်လေသူကရွေချက်နှစ်မျိုးနဲ့တပြုတ်လောက်တာဖြစ်နိုင်တယ်တဲ့အဲ့တော့ပထမရွေချက်ကတော့ဒီရခိုင်တိုင်းရင်းသားတွေကိုချိန်နှက်မှုရအောင်ဒါအစိုးရတခုခုကနေလှုပ်ဆောင်တာဖြစ်ပြီးတော့အာရီမန်ချက်ပန်းနိုင်ရောဘင်္ဂါလီတွေအတွက်ပဲဆိုတော့တုံးသက်ချက်မျိုးတွေ့ရတယ်အဲနောက်ပြီးတော့ဒီစက်မှုဇုံတွေမှာဘင်္ဂါလီတွေကကြိုပြီးတော့နေရာရနေတယ်နော်တင်တန်းတွေတက်ရောက်ပြီးတော့ရခိုင်လူမျိုးတွေနဲ့ဘင်္ဂါလီလူမျိုးအောက်ခြေနော်ဒီစင်ရသားပြည်သူတွေကြားထဲမှာနော်အဖိနှိကံပြည်သူတွေကြားထဲမှာ နော်တစ်ဖက်နဲ့တစ်ဖက်ပို့ပြီးတော့အမုံတရားတွေလွှမ်းမိုးနိုင်ဖို့ဒါနဲ့ဟိုစာရန်ဒီလိုစီယုံနှုံးဆိုမှုစာဆောင်တွေကိုတို့တို့လှုပ်ဆောင်ခဲ့ကြတယ်လို့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ social cohesion ပေါ့ social harmony social cohesion လူမှုသဟဇာတာဖြစ်မှုနဲ့ကျွန်တော်လူမှုပေါင်းစည်းရေးလုပ်ငန်းတွေပေါ့နော်ဒီမှာတော့တို့ကငိမ့်ကျသောအသူရှင်သွင်းနေထိုင်ရေးစီမံချက်လို့ပြောပါတယ်အဲဒီမှာဆိုရင်လေသတင်းချက်လက်မှားတွေနဲ့အဲဝါရထက်ချီတာကိုကျွန်တော်တွေ့ရတယ်အော်နည်းနည်းဘယ်လိုပြောမလဲစာပေဆန်ဆန်လေးတို့ရေးထားတယ်ရေးဒီနည်းရမှာနိုင်ရသောစီးစင်းချစ်ဖြစ်သည်တဲ့ ထို့သူအင်အားတစ်ခုသည်မိမိထက်အင်အားနေသောအင်အားတစ်ခုကိုလွှမ်းမိုးသွားစနေပဲအဲဒါလို့စာပေဆန်းဆန်းရေးပြီးတော့မှဤသဘောအရ68ရာခိုင်နှုန်းရှိသောနေချက်ဘန်ဂါလီများ၏2ရာခိုင်နှုန်းရှိသောရခိုင်တိုင်းရင်းနာအတူရှင်တွင်းနေထိုင်ပါကနီသူကနီသူကိုဝါးနေသွားလိမ့်မယ်ဆိုတာဝါးနေသွားနေနီးပေါ့သူကမေးခွန်းထုတ်ထားပြီးတော့ဒီရခိုင်တီနေမှာဒီဒီစီမံချက်တွေအားလုံးဒီရခိုင်တိုင်းရင်းနာအားလုံးဒီမောင်းတော့မှာပေါ့နော်ပတ်တဲ့ဥသားစင်းရင် တန့်စင်ပေးနေရေရှည်စီမံချက်တရက်ဖြစ်သည်ဆိုပြီးတော့ဆွဆွဲထားတာကိုကျွန်တော်တွေ့ရပါတယ်ဒီနေရာမှာဆိုရင်ကျွန်တော်အချက်လက်စစ်ဆေးမှုတွေအရဆိုရင်ဒါ2020ကထုတ်ခဲ့တဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အမှတ်တမ်းတွေပေါ့နော်ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတာလေဒါညီမစစ်တပ်နဲ့ညီမအစိုးရတွေအောက်ပါပဲရှိနေတဲ့အဦးစီးဌာနတခုဖြစ်ပါတယ်ဒီမှာရှိတဲ့ဒီမောင်းတို့ညွန့်နေပတ်သက်တဲ့တရင်ချက်လက်တွေကိုကျွန်တော်လေ့လာတဲ့အခါမှာ အဲသူကတော့သူတို့တုံးဆွဲတဲ့အတိုင်းကျွန်တော်တုံးဆွဲတာဖြစ်ပါတယ်ဝေါ်ဟာရဒီစာအုပ်ထဲမှာရေးထားတဲ့အတိုင်းပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့ဒီတိုင်းရင်းသားပေါ့တိုင်းရင်းသားဆိုတာကချင်ကရကင်ချင်းပမုံရခိုင်ရှမ်းသူတို့သတ်မှတ်ထားတဲ့တိုင်းရင်းသားကဒီဒေသမှာ31.1ရာခိုင်နှုန်းနေပြီးတော့အဲဒီနိုင်ငံခြားသားလို့သူတို့ပြောတယ်ဘင်္ဂလားဒေ့ရှ်တို့ပါကစ္စတန်တို့ဒီလူဦးရေက68.83ရာခိုင်နှုန်းနေထိုင်နေလို့ပြောပါတယ်အဲ့တော့ဒီစာဟိုပဲဒါနှိုင်းရှင်ကြည့်မယ်ဆိုရင်တို့သတင်းချက်လက်အတုတွေသတင်းချက်လက်အမှားတွေကိုဘယ်လောက်ထိသုံးစွဲမလဲဆိုတာကိုကျွန်တော်တို့ လွတ်လပ်ကူကူပဲခံမှန်းနိုင်ပါတယ်အဲနောက်တစ်ခုကတော့သူဒီရိုဟင်ဂျာမုန်တီးရေးစန့်ကျင်ရေးအပြင်ဟောသူကဒီ anti muslim sentiment လို့ခေါ်တဲ့ muslim မုန်တီးရေးအနေရောပါတခါလေးထည့်တယ်အဲ့တော့ဒီအမျိုးသားရေးအစိုးရဝါဒီတွေရဲ့ပြောနေကြပေါ့နော်ဒီမှာဒီမှာရှိတဲ့ဗုဒ္ဓဘာသာအမျိုးသားရေးအစိုးရဝါဒီတွေပြောနေကြတကားပေါ့အဲ့တော့ဒီအစ္စလမ်ဘာသာဆော်ဒီအာရေဗျကနေစပြီးတော့နေချက်လာပြီးတော့လုတ်တဲ့အခါမှာဒီဗမာပြည်ပေါ့ဒီမြန်မာနိုင်ငံရဲ့ဟိုမြန်မာနိုင်ငံကိုမတွန်းလှန်နိုင်မင်းနဲ့ ူကဘင်းအင်ဒိုနီးရှားတော့မလေးရှားတော့ပဲရောက်သွားတယ်ပေါ့နော်အဲ့တော့ကူးဆက်ပြန့်နှံ့သွားတယ်ဆိုပြီးတော့ဒါဟိုကိုယ့်ကိုယ်ယုံကြည်မှုတစ်ခုကိုဗိုင်းရပ်ဆက်ဆံသုံးဆွဲထားတော့လေကျွန်တော်တွေ့ရတယ်အဲ့တော့ညီမဒီသူကဒီလိုဖြစ်နေတဲ့ဗမာပြည်ဒီညီမနိုင်ငံဒီမီယိုဖလာအမျိုးသားရေးစိတ်ဓာတ်ကိုစိတ်ဓာတ်အပြည့်နေပေါ့နော်ဒီမွတ်စလင်နိုင်ငံတွေရဲ့အင်အားတိုးချဲ့မှုနေချဲ့မှုကိုခုခံတွန်းလှန်နေတဲ့နိုင်ငံဖြစ်တယ်အဲ့တော့ညီမနိုင်ငံပြီးတော့ဒီမှာထပ်ပြီးသူပြောထားတဲ့အထက်မှာ အစ္စရေးနိုင်ငံကိုအတူယူဖို့လည်းပြောထားပါတယ်အစ္စရေးနိုင်ငံဆိုတော့အခုလောလောဆယ်မှာတော့ပါလက်စတိုင်းပြည်သူတွေအပေါ်မှာလူနေထိုင်တတ်ထက်မှုဆေးရဆွေးမှုတွေကျူးလွန်နေတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်ဒါဒီမှာလည်းတူညီတဲ့စဉ်းစားချက်တွေရှိနေတယ်ဆိုတော့ကျွန်တော်တို့အလွယ်တကူပဲသုံးသပ်နိုင်ပါတယ်နေကုန်းပိုင်းမှာတော့သူကတော့ဒီဗြိတိရှ်နေချဲ့တဲ့သင်ကန်းသားကိုအစင်းနေသတိရနေပေါ့ဆိုပြီးပြောတယ်အဲအနောက်ဘက်မှာရှိနေတဲ့အခုနေချက်ဘန်ဂါလီပေါ့နော်ဒီရိုဟင်ဂျာလူတွေလူရိုဟင်ဂျာလူမျိုးတွေကလေနေချက်ဗြိတိရှ်ပေးခဲ့တဲ့သင်ငန်းသားကိုယူပြီးတော့ မမဒီကိုတိမ့်မုတ်ဂျိုးပန်းဆောင်ရွက်နေတယ်လို့သုံးသက်တယ်အဲသူတို့သုံးသက်တယ်အဲနောက်ပြီးအဲ့လိုဓာရီကိုခုခံကာကွယ်နိုင်မှုအတွက်ကတော့တဲ့အတိတရားသတိတရားအနှစ်အနင်းတရားမှန်တရားကိုတွေးဖို့လိုပါတယ်တဲ့တိုင်းရင်းသားအချင်းချင်းစီလုံးညီညွတ်မှုကိုလည်းမွေးထားဖို့လိုပါတယ်လောဘကအသုံးပြုနိုင်ရင်ဓာတ်ကိုလည်းကြိုတင်သွေးနေရသည်ဆိုပြီးတော့ဖော်ပြထားတော့တွေ့ရပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်သူတို့ဒီဒီဂျီနိုဆိုက်ပေါ့လူနေတော့တတ်ထက်မှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောဆိုကြတဲ့အခါမှာ ဒီတခြားသောနိုင်ငံတကာအဆင့်ရာဇဝတ်မှုတွေနဲ့မတူဘဲလူနေထုံးတက်ထက်မှုရဲ့အဓိကအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ DIG ရွေးချက်ပေါ့ကျွန်တော် genocide in tank လို့လည်းပြောကြပါတယ်လူနေထုံးတက်ထက်မှုရာဇဝတ်မှုကိုကျူးလွန်မဲ့ရည်ရွယ်ချက်ပါအဲ့တော့ဒီ Rohingya ပြည်သူတွေအပေါ်မှာ Bengali လို့နော်အနီနာမပုံပြောင်းပြီးတော့ကျွန်တော်တို့ခိုးဝင်လာတဲ့သူတွေအဖြစ်ဆွဆွဲုံနေမကောက်ဘူးလိုအပ်လာပါကဒီလူတွေကိုတတ်ဖို့အထိဓာတ်သွေးထားဖို့လှုံ့ဆော်စီယုံထားတဲ့စာတောင်တစ်ခုပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဒီအခုကျွန်တော်ဖော်ပြခဲ့တဲ့စာဟို document ပေါ့နော်ဒီမှတ်တမ်းကတော့အရှိတောင်တိုင်းစစ်ဌာနချုပ်ပေါ့ကျွန်တော်တို့ရှေ့တောင်တိုင်းစစ်ဌာနချုပ်ကတိုက်ပွဲဝင် COA နဲ့တပ်တွင်းစီးလုံးနေနေရေးဆွေးနွေးပေးရနေပြီးတော့ဆွေးနွေးပေးရထုတ်ဝေထားတဲ့မှတ်တမ်းတစ်ခုကိုကျွန်တော်အဲအခြေပြုပြီးရင်းညွှန်းကုတ်ကားပြီးပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အဲဒီဟာကိုလေ့လာခြင်းအားဖြင့်ဟောဒါဒီ Ranger လူမျိုးတွေအပေါ်မှာမြန်မာစစ်တပ်နဲ့အစိုးရဆက်ဆက်ပေါ့နော်။ဒီလူမျိုးလုံးတက်ထက်မှုကျူးလွန်မှုအတွက်ဘယ်လိုရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခဲ့ရလဲဆိုတာကိုလည်းအားလုံးနားလည်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ အဲ့တော့ဒီဗီဒီယိုလေးကိုအချိန်ပေးပြီးနားထောင်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်